လူလက်ချင်းဆိုတာဘာလဲလူလက်ချင်းဆိုတဲ့စကလုံးလေးဟာလူသားမျိုးနဲ့တမိုင်းတစ်လျှောက်မှာချိန်ပေါင်းများစွာရေယူခဲ့ရတဲ့လူသမိုင်းကိုပုံပေါ်ခဲ့တဲ့ခိုင်မာတဲ့ယုံကြည်ချက်တရက်ပဲဖြစ်ပါတယ်။ရိုးရိုးရှင်းရှင်းပြောရင်လူလက်ချင်းဆိုတာမိမိတို့ရဲ့ကိုယ်ပိုင်စံတာကိုယ်ပိုင်ရွေးချယ်မှုနဲ့အညီအသက်ရှင်နေထိုင်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့လက်တွေ့ဘဝမှာတော့လူလက်ချင်းဟာရိုးရှင်းတဲ့စကလုံးတစ်လုံးထဲနဲ့အတိတ်ပဲဖွင့်ဆိုလို့မရတဲ့ရှုပ်ထွေနဲ့နေတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်။ပရမဆုံးအနေနဲ့အခြေခံအကျဆုံးဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာလူလက်မှုကိုကြည့်အောင်။ဒါကိုယ်ခန္ဓာကိုယ်ကိုယ်ပိုင်းဆိုင်ခွင့်ဘသူရဲ့ဖိနှိပ်မှုမှမရှိဘဲလူလက်စွာလှုပ်ရှားသွားလာခွင့်ရရှိတာကိုဆိုလိုပါတယ်။လူတူအနေနဲ့ထောင်သွင်းခြင်းချခံရခြင်း၊ကိုယ်လက်အင်ကချစ်ခိုင်နှင်အောင်ပြုလုပ်ခံရခြင်း၊ဒါမှမဟုတ်အကျန်းဖက်မှုမျိုးစုံကနေကင်းလွတ်ခွင့်ဟာ လူခွင့်ရေးရဲ့အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ဒီလိုရုပ်ပိုင်းဆိုင်ရာလူလက်မှုမရှိရင်ကျန်တဲ့လူလက်မှုတွေဟာအတိတ်ပဲမဲ့သွားနိုင်ပါတယ်။စစ်ဘေးကြံကနေကင်းလွတ်တဲ့ဘဝငတ်မှုခေါင်းပါမှုနဲ့ကက်ဘေးကနေလွတ်မြောက်တဲ့ဘဝဟာလေဒီအခြေခံလူလက်မှုရဲ့အစိတ်ပိုင်းတွေပဲဖြစ်ပါတယ်။နောက်ဆက်အနေနဲ့နိုင်ငံရေးလူလက်မှုဆိုတာစမ်းစစ်ကြည့်အောင်။နိုင်ငံရေးလူလက်မှုဆိုတာနိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးအနေနဲ့ကိုယ်ကံကြမ္မာကိုပိုင်ဆုံးဖြတ်နိုင်ခြင်းကိုဆိုလိုပါတယ်။ နိုင်ငံခြားတိုင်းတစ်ပါးရဲ့ဩဇာအာဏာဒါမှမဟုတ်ကြီးစိုးမှုအောက်အနေလုံးဝလွတ်မြောက်ပြီးကိုယ်နိုင်ငံရဲ့အနာဂတ်ကိုကိုယ်ပါတာဖန်တီးခွင့်ရခြင်းဖြစ်ပါတယ်။ပြည်သူတူးချင်းစီအတွက်နိုင်ငံရေးလွတ်လပ်မှုဆိုတာဒီမိုကရေစီအခွင့်အရေးကိုလွတ်လပ်စွာကျင့်သုံးနိုင်ခြင်းပဲဖြစ်ပါတယ်။ကိုနှစ်သက်ရခေါင်းဆောင်ရွေးချယ်ခွင့်အစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုဝေဖန်ထောက်ပြခွင့်နိုင်ငံရေးအစည်းအဝေးတွေဒါမှမဟုတ်ငြိမ်းချမ်းစွာဆန္ဒပြမှုတွေပြုလုပ်ခွင့်စတာတွေပါဝင်ပါတယ်။ ဒီအခွင့်အရေးတွေဟာပြည်သူ့အာဏာကိုအမှန်တကယ်လက်ဝယ်ပိုင်ဆိုင်စေပြီးအစိုးရကိုပြည်သူ့ပေါ်တာဝန်ခံမှုရှိစေဖို့မရှိမဖြစ်လိုအပ်ပါတယ်။နိုင်ငံသားတိုင်းဟာနိုင်ငံရေးမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ခွင့်အဖွဲ့အစည်းဖွဲ့စည်းခွင့်နိုင်ငံရေးပါတီတွေထူထောင်ခွင့်ရှိမှသာအဲ့ဒီနိုင်ငံကိုနိုင်ငံရေးအရလွတ်လပ်တယ်လို့ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်ဉာဏ်ပညာပိုင်းဆိုင်ရာလွတ်လပ်မှုဒါမှမဟုတ်အသွေးခေါ်လွတ်လပ်မှုဆိုတာလည်းရှိပါသေးတယ်။ ဒါလူသူရဲ့အသွင်းစိတ်ကပါနဲ့အများကြီးသက်ဆိုင်ပါလေကိုယုံကြည်ရဘာသာတရားကိုလွတ်လပ်စွာကိုးကွယ်ခွင့်ကိုနှစ်သက်ရာစာပေတွေကိုဖတ်ရှုခွင့်ကိုစိတ်ရနေထွက်ပေါ်လာတဲ့အသွေးခော်တွေကို စင်စာမဲ့စွာထုတ်ပေါ်ခွင့်ပဲဖြစ်ပါတယ်လူသမိုင်းမှာဒိုးသက်ပြောင်းလဲမှုတိုင်းဟာဒီလိုမျိုးလွတ်လပ်တဲ့အသွေးခော်တွေကနေစတင်ခဲ့တာဖြစ်ပါတယ်အသွေးခော်လွတ်လပ်မှုရှိတဲ့လူဖွဲ့စီဟာတောင့်တင်ခိုင်မာမှုမရှိဘဲဒိုးသက်မှုကိုလည်းရက်တန့်သွားစေနိုင်ပါတယ် လူသူချင်းစီရဲ့တီတွင်ဖန်တီးနိုင်စွမ်းကိုမြစ်တင်ပေးဖို့နဲ့အမှန်တရားကိုဖော်ထုတ်ဖို့အတွက်စကားပြောဆိုခွင့်တည်င်းအချက်လက်ရယူခွင့်နဲ့ဇာနယ်စဉ်လွတ်လပ်ခွင့်တို့ဟာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍအနေပါဝင်နေပါတယ်။နောက်ထပ်အရေးပါတဲ့လွတ်လပ်မှုတစ်ခုကတော့ဇီဝရေးလွတ်လပ်မှုပဲဖြစ်ပါတယ်။လူသူချင်းစီအနေနဲ့ကိုယ်ပိုင်ကြိုးပမ်းမှုနဲ့စွမ်းရည်တွေပေါ်မူတည်ပြီးဇီဝရှာဖွေခွင့်ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကိုပိုင်ဆိုင်ခွင့်ဥပဒေနဲ့ညီလုံခြုံစွာကာကွယ်ခွင့်တို့ပါဝင်ပါတယ်။ စီဝါရေးလွတ်လပ်မှုကလူတွေရဲ့ဘဝအဆင့်တန်းမြင့်မားလာဖို့အခွင့်အရေးတွေဖန်တီးပေးပါတယ်။အစိုးရရဲ့လွန်ကဲတဲ့ဆွဲဖက်မှုတွေအကြေလိုက်စားမှုတွေမရှိဘဲမြတ်တဲ့စီဝါရေးပတ်ဝန်းကျင်တစ်ခုဖန်တီးပေးဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကိုစတင်ခွင့်ရင်းနှီးမြှုပ်နှံခွင့်နဲ့လှုပ်အားခကိုတရားမျှတစွာရယူခွင့်တို့ဟာလူမှုဘဝလုံခြုံရေးအတွက်အဓိကတော့ချက်ဖြစ်ပါတယ်။လူလက်ချင်ဒုတိယတစ်ထည့်ရယူပိုင်ဆိုင်မှုမဟုတ်ဘဲလူဖွဲ့စည်းတစ်ခုလုံးနဲ့သက်ဆိုင်နေပါတယ်။ လွတ်လပ်ခြင်းနဲ့ပတ်သက်ပြီးနားလည်ထားရမယ့်အရေးကြီးဆုံးအချက်အရောလွတ်လပ်ခြင်းဆိုတာအကန့်အသတ်မဲ့လုတ်ပိုင်ခွင့်မဟုတ်ဘူးဆိုတာပါပဲလွတ်လပ်ခြင်းတိုင်းမှာတာဝန်ယူမှုနဲ့အမြဲတမ်းဒွန်တွဲနေပါတယ်ကျွန်တော်တို့ဟာကိုယ့်ရဲ့လွတ်လပ်မှုကိုကျင့်သုံးနေချိန်မှာတခြားသူတွေရဲ့လွတ်လပ်မှုကိုမထိခိုက်ဖို့တတိပြုရပါမယ်ကိုယ့်ရဲ့စကားတခုလုပ်ရက်တခုဟာတခြားသူတွေကိုထိခိုက်နေနာစေတယ်ဆိုရင်အဲ့ဒါကိုလွတ်လပ်မှုလို့မခေါ်နိုင်တော့ပါဘူးဥပဒေရဲ့ဘောင်အတွင်း ူမှုကျင့်ဝတ်တွေရဲ့ဘောင်အတွင်းကနေလွတ်လပ်စွာလှုပ်ရှားခြင်းဟာအမှန်တကယ်လွတ်လပ်တဲ့လူဖွဲ့စည်းရဲ့အမတ်တားပဲဖြစ်ပါတယ်။ဒီတော့လွတ်လပ်ခြင်းဆိုတာနေ့စဉ်အမျှထိန်းသိမ်းစောင့်ရှောက်ရမယ်၊ကာကွယ်ပေးရမယ်၊ပြန်လည်တည်ဆောက်ပေးရမယ်အမွေအနှစ်တစ်ခုပဲဖြစ်ပါတယ်။လွတ်လပ်ခြင်းဟာလူတိုင်းရဲ့စိတ်ထဲမှာရှိတဲ့တန်ဖိုးဖြစ်ပြီးအဲ့ဒီတန်ဖိုးကို အမြဲတမ်းတန်ဖိုးထားမျက်နှာနေမှသာ ကျွန်တော်တို့လူဖွဲ့စည်းဟာရှေ့ဆက်ပြီးတိုးသက်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ လူလက်ချင်းဆိုတာကိုယ်တိုင်ရယူပြီးကိုယ်တိုင်ပေးဆက်ရမယ့်အရာတစ်ခုဖြစ်ပါတယ်အဆုံးသင့်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်အကြောင်းအရာအစ်စ်တွေတင်ဆက်ဖို့အတွက်နောက်နေ့မှပြန်လာခဲ့ပါမယ်